ဒီစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေမြန်မာမျိုးသားယူဆက်ခွန်အတင်းကတော့အာရှဘလချစ်စစ်ပွဲအောက်စုဒုတိယပွဲစဉ်မှာလည်းနီဘောအတင်းကို၄ဂိုးပြအနိုင်ရရှိခဲ့ပြီးတော့လက်ရှိချိန်မှာဆိုရင် အောက်စုကိုတော့ဥဆောင်နေပါပြီ CVR အတင်းကအိုမန်အတင်းကိုဒီနေ့ပွဲစဉ်မှာအေးနှိမ့်ခဲ့တာကြောင့်ဒုတိယနဲ့တတိယနေရာကိုတော့အိုမန်အတင်းနဲ့ CVR အတင်းတို့ကရမှတ်၃မှတ်စီနဲ့အတူတူရပ်တည်နေပါတယ် မြန်မာနဲ့ညီဘောသင်းတို့ရဲ့ပွဲစဉ်မှာတော့ပွဲစားချိန်73မိနစ်မှာပဲညီဘောသင်းရဲ့နောက်တန်းအမှားကြောင့်မြန်မာအသင်းဥဆောင်ကိုစရရခဲ့ပြီးတော့ပထမပိုင်းမှာတော့တကူးကိုမရှိနဲ့ဥဆောင်နေခဲ့ပါတယ် တို့ဝိမဲကစားကွက်ပိုင်းရတော့အားရစရာမရှိခဲ့ပါဘူး။ဒီဘောသင်းဘက်ကပို့ပြီးတော့ဖိအားပေးနိုင်ခဲ့တယ်။ခြေပါကိုယ်တွေပြန်လဲရရှိဖို့တိုက်စစ်ဆင်နိုင်ခဲ့တယ်။ဒုတိယပိုင်းပြန်လဲစတင်ချိန်မှာတော့မြမအသေးရဲ့နီးစနစ်ပိုင်းရလူစားလဲမှုကအတော်လေးကိုအလုပ်ဖြစ်ခဲ့ပြီးတော့အနိုင်ကိုယ်တွေထပ်မံရရှိခဲ့ပါတယ်။ကစားကွက်ပိုင်းရလည်းဖိအားပေးပြန်လဲကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။နောက်တန်းရဲ့အစုအဖွဲ့ကကြစ်လင့်မှုရှိနေတယ်။အသင်းရဲ့ကစားပုံကတော့ဘောလုံးပိုင်ဆိုင်မှုကစားကွက်ထိန်းချုပ်မှုအပိုင်းတွေကိုအဓိကထားပြီးကစားခြင်းမဟုတ်ဘဲနဲ့လောင်းဘောတွေက ောင်တာတွေနဲ့တံပြန်တိုက်စစ်ကနေကိုရနိုင်မဲ့ပွဲရလက်အခြေအနေကိုပုံမဦးစားပေးကစားခဲ့တယ်လို့ထင်ပါတယ်ယူဆက်ကွန်အသင်းအနေနဲ့ကွင်းလယ်ပိုင်းမှာအခြေဆက်မိကစားနိုင်မှုပုံမစူးစမ်းတင်ပြီးတော့အယံမောင်းရရောစိတ်တပိုင်းအရာပါလက်ရှိချိန်မှာတော့ကစားသမားတွေအနေနဲ့ကောင်းမွန်တက်ကြွနေတာလေးတွေတွေ့ရပါတယ်။အလားအလာရှိတဲ့ကစားသမားတွေလည်းတွေ့ရပါတယ်။လာမယ့်ရင်ဆိုင်ရမယ့်အသင်းတွေကနမကြီးအင်အားကြီးအသင်းတွေဖြစ်တဲ့အိုမန်အသင်းတို့၊ဆီးရီးယားအသင်းတို့နဲ့ရင်ဆိုင်ရမှာဖြစ်လို့အုပ်စုတက်နိုင်မှုအဆုံးဖြတ်ပွဲတွေဖြစ်လာတော့မှာပါ။ လာမယ့်28ရက်နေ့တောက်ကြနေ့မှာတော့အိုမန်အသင်းနဲ့သူဝနာကွေးမှာညနေ4နာရီရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။တကယ်ကိုအရေးကြီးအဆုံးဖြတ်ပွဲစဉ်ဖြစ်တဲ့အပြင်ကိုယ်နိုင်ငံကိုယ်ဝင်ကွေးမှာပဲရှင်ပြိုင်ရမှာဖြစ်လို့ပရိသတ်တွေအနေနဲ့လည်းတတတအားနဲ့ပါဝင်အားဖြည့်ပြီးတိုက်တွန်းလိုပါတယ်။ဟုတ်ကဲ့ပါအခုလို update ဖြစ်နေတဲ့အားကစားသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြဖြစ်တယ်။ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦး။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေဂျင့်ပျော်ရှင်ပါစေခင်ဗျာ။